တနင်္ဂနွေသာသမီတွေအားလုံးပဲမင်္ဂလာပါခင်ဗျာပုပ္ပါသောရဟန်းမင်းကိုအကြောင်းပြုပြီးတော့ရေးထိုးတဲ့တက္ကရေမြန်မာတက္ကရေ1389ခုနှစ်တနှစ်တာတနင်္ဂနွေသာသမီတွေတွေ့ကြုံရမယ်ကညမအကျိုးအကြောင်းအဆိုးကောင်းနောက်သတိထားမယ့်အချက်လက်တွေနောက်ဆောင်ရွက်ဆောင်ရွက်ရတရားတွေကိုဒါကျွန်တော်တနှစ်စာဟော့စတန်ဟောပေးတော့မှာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသာသမီများဒီနှစ်ကအင်မတန်အရေးကြီးပါတယ်အဲ့တော့ကန္တရာရဲ့ မျက်နှာသာပေးခြင်းအကူအညီပေးခြင်းကိုမခံရဘဲနဲ့မိမိစ조사တဲ့လောက်ပဲအောင်မြင်မဲ့နှစ်ပဲဖြစ်ပါတယ်အဲ့တော့များများ조사ရင်များများဖြစ်မယ်နည်းနည်း조사ရင်နည်းနည်းဖြစ်မယ်အဲ့တော့ကံတရားကကိုယ့်အကူအညီမပေးဘူးကံတရားရဲ့အပတ်မိုးလည်းမရှိဘူးအကူအညီလည်းမရှိဘူးမိမိ조사တဲ့လောက်အောင်မြင်ပါလိမ့်မယ်အဲ့တော့လူကများများ조사ဖို့အရေးကြီးပါတယ်နောက်တစ်ခုကဒီနှစ်ကကိုပိုင်ဟန်ကိုပိုင်ညံကိုပိုင်အစွမ်းစတွေနဲ့조사မှတာလင်း ကိုယ့်ရဲ့ရည်မှန်းချက်တွေပြည့်မြောက်အောင်မြင်ပါလိမ့်မယ်။လုပ်ငန်းစီးပွားတွေတိုးတက်ပါလိမ့်မယ်။နောက်တစ်ခုကဒီနှစ်ကအရေးကြီးတယ်။အဲ့တော့ဘဝတစ်ခုလုံးတွေတဲ့ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်မဲ့နှစ်ဖြစ်ပါလေ။အဲ့တော့မတရားကောင်းမတရားညံ့သွားတတ်ပါလေ။အဲ့တော့မတရားကောင်းရလေအောင် နောက်မှပါမဲ့ဒါရတရားတွေကိုအထူးသတိထားပြီးတော့တစ်နှစ်လုံးမပြတ်ခြေဖို့လို့ခြေဖို့လိုအပ်ပါလေနော်။အဲ့တော့ဒီနှစ်ဒီတဲ့ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်ဖို့ရှိတယ်မတရားကောင်းမတရားညံ့သွားဖို့ရှိတယ်နောက်တစ်ခုအရေးကြီးတာက မိမိရမှန်နေပါလျှက်နဲ့စကားပြောညင်းခုံဖြည့်ရှင်းရတိုင်းမျိုးတွေဂျုံတတ်ပါတယ်နောက်တစ်ခုကငွေတို့ပစ္စည်းတို့ပျောက်တတ်တယ်နောက်သူများဖြစ်တဲ့ပြဿနာကိုဂျာညက်တတ်တယ်အသတိထားစီလိုပါတယ်နောက်အမှုအချုပ်ထောင်ကပ်စေယုံများနဲ့ပတ်သက်ရတဲ့တဲ့ကိန်းမျိုးပဲဖြစ်ပါတယ်အဲ့တော့ဒါကြောင့်နောက်မှပါလာမယ့်ရေရလေးတွေကိုပြီးပြီးတော့ခြေပါမပြီးတော့အထူးသတိထားပြီးတော့ပြန်တန်းစီလိုပါတယ်နောက်တစ်ခုကဒီနေ့ထဲမှာတဲ့အလုပ်ပြောင်းတဲ့နေရာအပြောင်းအလဲတွေကြုံမှုရှိပါတယ် ဲ့တော့ဒါကတော့ကောင်းသောအပြောင်းလဲပြီးမှဖြစ်ပါတယ်။နော်ကိုယ့်ရဲ့ဘဝခိုင်ယုံချက်တွေနော်ကိုယ့်ရဲ့အတွေးအခေါ်အယူဆတွေနော်ကိုယ့်ရဲ့ကိုကျင်တရားတွေနော်ကိုယ့်ရဲ့လုံနည်းလုံခန့်တွေလည်းပဲအပြောင်းလဲဖြစ်ဖို့ရှိနေပါတယ်။နောက်တစ်ခုကဒီနှစ်ကတနင်္ဂနွေသားသမီးတွေစိတ်တူလွယ်ဒေါသထွက်လွယ်တတ်ပါတယ်။အဲ့တော့စိတ်လိုက်မန်ပါပြောဆိုလောက်ကိန်းတာတွေရှောင်တက်ပါတယ်။အဲ့တော့စိတ်ကံစားမှုအလိုမလိုက်ဘူး။ပါပဲလို့အုံလုံးညာနဲ့လှုပ်တယ်မလှုပ်တဲ့ကောင်းကြီးမကောင်းကြီးစသည်ဖြင့်စဉ်းစားတွေးကိုဆုံးဖြတ်ပြီးတော့ပြဿနာတော့အကောင်းဆုံးပဲဖြစ်ပါတယ်။ တော့စိတ်ကြံစားမှုကိုအလိုမလိုက်ဘူးအုံနောက်ညနေပဲသုံးပြီးတော့ဖြတ်တတ်မှာနောက်ဒီနေ့ကမတင်မတ်တာတွေဖြစ်လာတတ်ပါတယ်မတင်မတ်တဲ့ကောင်းတာတွေလည်းဖြစ်လာနိုင်တယ်မတင်မတ်တဲ့ညံ့တာတွေလည်းဖြစ်လာနိုင်ပါတယ်ဒါကြောင့်မို့ကိုယ့်ရဲ့လူအားတွေညံအားတွေဝိရိယအားတွေစိုက်ထုတ်ပြီးတော့များများကြိုးစားဖို့လိုပါတယ်နော်ဒီနေ့ကအလုတ်အဆက်အသွယ်အစ်တွေပေါ်လာဖို့ရှိပါတယ်အလုတ်အစ်တွေလည်းလောရဖို့ရှိပါတယ်လက်ရှိနေရာကိုပြင်နာစင်နာမွမ်းမနာလည်းပဲလောရတတ်ပါတယ် အလုတ်တဲ့နေရာတင်များနဲ့ပတ်သက်ရတဲ့တဲ့ဂိမ်းဖြစ်ပါတယ်အလုတ်ပြောင်းတဲ့နေရာပြောင်းလဲတွေကျုံနေပါတယ်ကောင်းသောပြောင်းလဲခြင်းအဲ့တော့အိုးပိုင်အိမ်ပိုင်မရသေးတဲ့သူများကတော့အိုးပိုင်အိမ်ပိုင်ရဖို့ရှိနေပါတယ်နောက်လူကြီးတယောက်နဲ့ပတ်သက်လို့အလုတ်နဲ့ပတ်သက်လို့နေရာထိုင်ခင်းနဲ့ပတ်သက်လို့အိမ်တွင်းရင်းနဲ့ပတ်သက်လို့အိမ်ထောင်ရင်းနဲ့ပတ်သက်လို့လည်းအနည်းငယ်စစ်ပူရတဲ့ပါတယ်အဲ့တော့ဒီနှစ်ကတော့စစ်ပူစရာတွေစိတ်အနှောက်အယှက်ဖြစ်စရာတွေအတိုက်ခံအခက်အခဲတွေမနာလို့ရန်လုံးသူတွေကြားထဲကနေပြီးတော့ ိုယ့်ရဲ့ရည်ရွယ်ချက်တွေအောင်မြင်မဲ့လုပ်ငန်းစီးပွားတွေတိုးတက်မဲ့အကျန်းစီတွေဖြစ်မဲ့နှစ်ပဲဖြစ်ပါတယ်အဲ့တော့ဒီနှစ်ကအခက်အခဲတွေများမယ်စိန်ခေါ်မှုတွေများမယ်ပြင်ဆင်မှုတွေပြင်းထန်မယ်အဲ့တော့အခက်အခဲတွေစိန်ခေါ်မှုတွေအတိုက်ခံတွေမနာလို့ရလုပ်သူတွေကြားထဲကနေပြီးတော့ရုံးကန်စူးစမ်းပြီးတော့အောင်မြင်မဲ့နှစ်ဖြစ်ပါတယ်အဲ့တော့ရုံးကန်မှုစူးစမ်းဖို့ဒါအသင့်ပြထားပါအမွေထားပါနော်အဲ့တော့ငွေကြီးတင်းနဲ့ပတ်သက်လို့ကတော့လေလူကြီး အကြီးအကဲတွေကိုအကြောင်းပြုပြီးတော့ငွေတွေရဖို့ရှိနေပါတယ်။နောက်ဆက်တူရှယ်ယာလုပ်ငန်းကိုအကြောင်းပြုပြီးတော့ငွေတွေရဖို့ရှိနေပါတယ်။သို့တော်လည်းပဲတဲ့ငွေကဝင်တဲ့လောက်ပြန်ထွက်နေတတ်ပါတယ်။အဲ့တော့ငွေရတော့အဝင်ကျမ်းပဲအထွက်ကျမ်းပဲ။နောက်ငွေကြေးကိစ္စတွေကလည်းဘယ်တော့မှရှော့ရှော့ရှူနဲ့အစွန်ပြေဘူး။စိတ်ပူထင်ငော်ပြီးမှအောင်မြင်ပါလိမ့်မယ်။နောက်ငွေနဲ့ပတ်သက်လို့စွန့်စားမဲ့ကိစ္စများဆိုသတိထားပြီးလုပ်ပါ။တေချာတဲ့ပိုင်တဲ့ဥစ္စာတွေပဲရွေးပြီးတော့လုပ်ပါ။ မတည်ကြိုင်လောက်တာအကောင်းဆုံးပဲဖြစ်ပါတယ်အဲ့တော့ငွေကြေးကိစ္စတွေမစွန့်စားတင်ဘူးနော်အဲ့တော့ငွေရအဝင်ကျမ်းပဲထွက်ကျမ်းပဲအဲ့တော့ဝင်တဲ့လောက်ပြန်ထွက်နေတယ်လေအဲ့တော့မထွက်ရလေအောင်ငါတိတာဘူးရဲ့အပေါ်မှာဖျောင်းနေထုတ်ပြီးဆူတောင်းပါငါတိတာဘူးအဲ့တော့အလုံးလည်းရတယ်အပြားလည်းရတယ်ပြောင်းနိုင်ထုတ်ပြီးတော့ဆူတောင်းအဲ့ဒါငွေမြဲတဲ့ယေရီယာနော်။နောက်ဒီတစ်နှစ်တာလုံးငွေကြေးကံကောင်းမဲ့ယေရီယာကတော့တဲ့လမ်းမှာရှိတဲ့ဂျန်ခွက်ကိုကြောက်ခဲဖို့ပါလေ။အဲ့တော့ကြောက်ခဲ အဲအုတ်ခဲတို့မြကြီးခဲတို့မရအောင်ကြောက်ခဲပဲဖြစ်ရမယ်ကြောက်စစ်တကယ်ရတယ်ကြောက်ခဲရတယ်လမ်းမှာကြံ့ွက်လေးတွေရှိနေမယ်လမ်းမှာရှိတဲ့ကြံ့ွက်ကိုကြောက်ခဲမကြမကြပို့ခြင်းအဖြစ်ငွေကြေးကိစ္စတွေအဆင်ပြေပါလိမ့်မယ်ငွေကြေးအကျန်စီတွေအောင်မြင်မယ်အကျွေးတွေလည်းကြည်မယ်ရသရှိတဲ့ငွေလည်းရမယ်ပေးသက်ရှိတဲ့ငွေလည်းပေးနိုင်မယ်အဲ့ဒါငွေကြေးကံကောင်းတဲ့ရေရရဖြစ်ပါတယ်တစ်နှစ်လုံးချေပြီတော့နော်အဲ့တော့ရေရရလက်ရလွယ်တယ်ဒါမဲ့စွန့်နေနော်အဲ့တော့တဲ့ဖြီထိုးကန်ဆန်းမယ်ဆိုရင်တော့တဲ့ လာဒီတို့ကန်ဆန်းခြင်းလဲဆိုရင်နံပါတ်1အတွက်တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေကိုပေါင်မုတ်လက်ဖက်ရည်လာဒါနလုပ်ပါတငယ်ချင်းတရားကိုပေါင်မုတ်ကျွေးလက်ဖက်ရည်တက်နော်ပြီးရင်အဲ့တော့ကြာသာပရိနံရှိတဲ့ဘုံတူနံရှိတဲ့ထိဆိုင်မှာထိုးပါနော်ကြာသာပြီးဆိုတာပပပပမနော်ရရလာဝရှိတဲ့ထိဆိုင်တို့မို့ထိရောက်တဲ့သူသူစီမှာထိုးပါ၄တို့၅တို့၉တို့မြန်မာလေးပိုင်လက်မှတ်ကိုထိုးပါအဲ့ဒါကတော့တစ်နှစ်လုံး နောက်ထီထိုးကန်ဆန်းရမယ်နည်းဖြစ်ပါတယ်။နောက်ထီထိုးတဲ့အခါမှာလည်းပါဇက်ကတာဘာနိုရွတ်ပြီးတော့ထိုးပါ။ T A V A N O တာဘာနိုတာဝင်မှုရေးချတာမနက်ချရေးချဝတ်စံလုံးပေါ့ပါနားငယ်လုံးကြီးနဲ့တချောင်းငယ်နိုတာဘာနိုအဲ့ဒါလေးရွတ်ပြီးတော့ထိုးပါနော်။အဲ့တစ်နှစ်လုံးထီထိုးကန်ဆန်းရမယ်နည်းဖြစ်ပါတယ်။ကဲတော့ထီဆူးများလည်းပေါက်ကြပါစေ။အဲ့ထီပေါအောင်လည်းဖိတ်လေးပိုင်းလာတိုက်ပါနော်။နောက်အချေးအဲ့တော့အချေးနဲ့ပတ်သက်လို့ကတော့အရင်အတက် တားလည်းပဲကောင်းလာနိုင်တယ်လို့တားလည်းပဲစိုးသွားနိုင်ပါတယ်အဲ့တော့စိုးဘဝများနေတယ်အဲ့တော့အထူးသတိထားပြီးတော့ပြတ်တမ်းစီလို့ပါတယ်အချင်းနဲ့ပတ်သက်လို့တဲ့မကြကနာအယူဆကိုလျော်တာမျိုးတွေစကားပြောညှင်းခေါ်တာမျိုးတွေနောက်စိတ်ပူစရာမျိုးတွေနောက်တဝင်တူစရာတွေရောထွင်းနေမဲ့နှစ်ပဲဖြစ်ပါတယ်အဲ့တော့အခြေအကနည်းနည်းလေးညံ့တယ်နော်အဲ့တော့စေပူဇာလေးတွေစကားပြောညှင်းခုံလေးတွေအယူဆကိုလဲမှုတွေရှိနေပါတယ်။နောက်တဝင်းတူဇာမျိုးတွေလည်းရှိနေပါတယ်။ တော့မတရားကောင်းမတရားညံ့တော့တတ်ပါတယ်မတရားညံ့ဖို့ကိုအာသန်နေပါတယ်အဲ့အတွက်ရေတရားလေးတွေဖြီးပြီးတော့ခြေရမယ်နော်နောက်အိမ်ထောင်ရင်းနဲ့ပတ်သက်လို့ကတော့ရံဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်နေတတ်ပါတယ်တဲ့ရံဖြစ်လိုက်ပြန်ချစ်လိုက်ပွဲလိုက်ပေါင်းလိုက်ဖြစ်တတ်တယ်မကြကနာခွဲနေရတတ်တယ်အဲ့လိုမဖြစ်ရလေအောင်မကြကနာအိယာခွဲပြီးပါအခန်းခွဲပြီးပါဒါရေတရားအဲ့တော့တနင်္ဂနွေသာသမီတွေအိမ်တော်ရေးအစဉ်ပြေးနေတယ်ဆိုရင်မကြကနာအိယာခွဲပြီးပါအခန်းခွဲပြီးပါနော် ဲ့တော့အင်တော်ကြီးနဲ့ပတ်သက်လို့အသေးအဖွဲရစပြီးတော့ပြဿနာတွေဖြစ်တတ်တယ်။နောက်ဘေးတရောခါလိဝင်လာတတ်တယ်။နောက်ဂျားလူအနောက်ရှက်ဂျားလူအကြောင်းပြပြီးတော့နင်းနေမရအဲအဆင်မပြေတာမျိုးကတော့ကစားဖြစ်တာမျိုးဒါမျိုးတွေဖြစ်တတ်တယ်။အဲ့တော့သတိထားပြီးတော့ပြတ်တန်းတင်ပါတယ်။ဟိုအရန်ဆူဆူဝိုင်းတော့မရှိပါဘူးနော်။အဲ့တော့အင်တော်ကြီးနဲ့အချင်းနဲ့ပတ်သက်လို့ကတော့အင်္ဂါသားသမီးများသမဟုတ်နာမည်မှာစာလုံးစလင်ဇာခွေစောင့်ယူစေညပါတဲ့သူများသမဟုတ်တဲ့ဈေးယုံဈေးကန်စစ်ပဲ့စာတင်စကားပြောဆက်မှုလက်မှုစောက်တော့ကုန်စောက်တော့ဆိုင် နဲ့ပတ်သက်တဲ့ဒူတွေကိုအကြောင်းပြပြီးတော့အခြေအိမ်တော်ကြီးမှာစိတ်ပူစရာလေးတွေစိတ်နှောက်ရှက်ဖြစ်စရာလေးတွေကြုံလက်ပါတယ်နော်အဲ့တော့အခြေအိမ်တော်ကြီးအစီအပြေမဲ့ရည်ရကတော့နှစ်ယောက်တက်ပုံကိုမင်းချင်းဆိုင်ကောနဲ့ကတ်လိုက်ပါနော်သူတက်ပုံနဲ့ကိုတက်ပုံနှစ်ယောက်တက်ပုံမင်းချင်းဆိုင်ကောနဲ့ကတ်မင်းတက်ဘူးထဲမှာတက်တက်ဘူးအလွတ်ထဲမှာတက်လဝံပိတ်ထားလိုက်ပါမကြခဏအပုံးလေးဖွင့်ပြီးတော့ဆူတောင်းအဲ့တော့တက်ဖို့ဆိုရတယ်တိတိလေးလည်းရတယ်နော်အကြီးလေးလည်းရတယ်အဲ့တော့နှစ်ယောက်တက်ဖို့အဲမင်းချင်းဆိုင်ကွန်နက်ကတ် တပူထဲမှာတဲ့လုံဝံပိတ်တံမကြကနာအပုံးလေးခုပြီးတော့ဆူတောင်းအဲ့ဒါကအိမ်ထောင်ကြီးအစဉ်ပြေတဲ့ရည်ရည်ဖြစ်ပါတယ်နော်။နောက်ပညာရေးရလည်းပဲတဲ့မိမိကြီးမန်းထားသလောက်ပဲအောင်မြင်ပါလိမ့်မယ်တဲ့။ကန်တရားရဲ့အကူအညီပေးခြင်းလည်းမရဘူး။အနောက်ရှက်ပေးခြင်းလည်းမရဘူး။မိမိကြိုးစားသလောက်မိမိမှာရှိတဲ့အရည်ချင်းရှိသလောက်အောင်မြင်ပါလိမ့်မယ်တဲ့။အဲ့တော့စိတ်ပူစရာအချို့ရှိပေမဲ့ပညာရေးကြီးမန်းချက်များကတော့ပြည့်မြောက်အောင်မြင်ပါလိမ့်မယ်။ ဲ့တော့ပညာရေးကံကောင်းခြင်းမဲ့ယရိယာကတော့တဲ့ဘယ်နေ့မစို့မနေ့စောစောအုံတိပါတဲ့မောဟ6ခုအနီရောင်ပန်း6ခွင်တတ်တော်ရီက5ွယ်ဖျောင်းတိုင်း9တိုင်းအိမ်ပြန်းမှလှုပ်ပြီးတော့ပြက်ပြက်သားသားတဲတဲကွယ်ကွယ်စူတောင်းမှာနောက်ချိုးမဲ့ရေထဲမှာအလားတည်းမှာရေထက်အနီရောင်ပန်း3ခွင်ထက်နောက်ရေချိုးနေစူတောင်းမှာအတိတ်ကြစူတောင်းမှာအဲ့ဒါကပညာရေးကံကောင်းစေတဲ့ယရိယာဖြစ်ပါတယ်အဲ့တော့အခုလည်းပဲလှုပ်ပါဂျာနာမှလည်းပဲလှုပ်ပါအရေးကြီးတဲ့စာမွေးလို့ ဘာညာရှင်းလည်းပဲစာမွက်ဖြင်းမဲ့နေမှလည်းလုပ်သွားပါ။နောက်အင်တာဗျူးဖြင်းမဲ့လို့အလုပ်လျှောက်မဲ့လို့နောက်တန်ရုံးဝင်မဲ့လို့စာမွက်ဖြင်းမဲ့တို့အဲ့လိုမျိုးကိစ္စတွေကြုံတဲ့အခါမှာလည်းပဲဒီပညာရေးရည်ရွယ်ကိုခြေလို့ရပါတယ်။မကြကနာခြေနိုင်ပါတယ်နော်။ကျန်းမာရေးနဲ့ပတ်သက်လို့တော့စီးတို့၊တွေးတို့အစာမားတာတို့စီးမားတာနဲ့ပတ်သက်တဲ့ယောဂများကိုသတိထားသင့်ပါတယ်ဖြစ်မဲ့လို့မဆိုလိုပါဘူး။အဲ့တော့ကျမ်းမာရေးညံ့လို့ရှိရင်ကျမ်းမာရေးကောင်းတယ်မဲ့ကြရာကတော့အိုးအဲ့တော့မြေအိုးတို့ ိုးလို့ခေါ်တော့ရမြေအိုးနိုင်ငံခြားမှာနေတဲ့သူတွေကအိုးအစင်မပြေလို့ရှင်အိတ်ရတယ်အိတ်လို့ခေါ်တော့ရပါဘောနော်အိုးဒမောအိတ်ထဲမှာအိုးရဲ့ခြေသက်လက်သက်ဇပင်အနှဲငယ်ထဲပါကိုယ်အင်းကြီးစုံလေးအနှဲငယ်ကကြီးနဲ့ကိုက်ပြီးတော့ထဲပါကိုယ်ရဲ့ဘောင်းမီစုံဒမောဟုတ်လုံကြီးစုံအနှဲငယ်ကကြီးနဲ့ကိုက်ပြီးတော့ထဲပါနောက်ဆန်လက်တစုပ်ထဲပါအဲ့ဒီကအိုးဒမောအိတ်ကိုကိုယ်အိမ်ကိုယ်ရဲ့အိတ်ရပေးမှာတညာထားသိမ့်ပါမနဲ့ကြလို့ရှင်အဲ့ဒါရေထဲကိုသွားမြှောက်လိုက်ပါ